အားလုံးပဲမင်္ဂလာပါကဲမတွေ့ရတဲ့ကြာပြီပေါ့နော်ကျွန်တော်ကတော့ငိမ့်တဲ့နော်ဇာနေမဲ့ဖြစ်ပါတယ်ဒီနေ့မှကျွန်တော်ပြခြင်းနဲ့အာလီနိုဘိုပေါ့နော်အခုပြမယ့်လီနိုဘိုလေးကအရင်မိုက်တဲ့တည်းဒါ share customer ကိုကျွန်တော်ပြခြင်းတာပေါ့နော်โอเคကျွန်တော်လည်းလူ unboxing လုပ်ခြင်းမယ်ဒီလိုမျိုးနဲ့ဗာလေးလဲဆိုရင်ဒီလီနိုဘို Airpad Slim 3ခေါ်မှာပေါ့နော် Slim 3ကိုမှလီနိုဘိုကတခြား design တွေနဲ့ကွဲပြားနေတယ်သူကတော့ကျွန်တော်ပြီးတော့ specification လေးပြပြပေးမယ်ပေါ့နော် account လေးတွေကျွန်တော်ကြည့်အောင်အရင်ဆုံးကျွန်တော်နဲ့တူ design လေးရေးကြည့်မယ်ပေါ့နော် Okay လို့ပြောလဲအဲ့တော့ကျွန်တော်တို့ကဒီ Observer ကြီး2ရပါတယ်เนาะ Premium ကဲခေါ်မှာပေါ့เนาะ Adapter နဲ့ Battery နဲ့ကတော့1ရပါဝင်မယ်ပေါ့เนาะ โอเคဒီမှာဆိုရင်ကျွန်တော်ရှေ့မှာရှင်းနေတဲ့ Lenovo လေးပေါ့เนาะဒီ Lenovo လေးကကျွန်တော်တို့ဒီတခြား design နဲ့မတူဘူးပေါ့เนาะအဓိကတော့ကျွန်တော်ໃຊတဲ့ချက်ကတော့ဒီ design ပေါ့เนาะ design ကတော့ဒီတခြား Lenovo လိုပြုတ်သားနဲ့လည်းမဟုတ်ဘူး gray ကိုဖြောင်းနေလည်းမဟုတ်ဘူး Lenovo logo လေးကစာတန်းလေးပေါ့เนาะအလေတဲတဲမှာထားတဲ့အတွက် Lenovo design လေးကအရင်ကွဲထွက်သွားမယ်ပြီးရင် metal black ဖြစ်တဲ့အဲ အရင်မိုက်တယ်ပေါ့နော်ပရီမီယံလက်တော့တလုံးလုံးမျိုးကျွန်တော်တို့အဲကင်တွဲပြီးတော့အသုံးပြုလို့ရှာမယ်ဒီဇိုင်းမျိုးပေါ့နော်အဲအရာမလို့ကျွန်တော်ပြပြပေးရပါဘောနော်သူကတော့ကျွန်တော်တို့ကဗာလဲဆိုရင် Intel Core i7 30 generation ကိုမှအသုံးပြုရမယ် RAM ကလည်း DDR5 16GB ပါဝင်ပြီးသားဖြစ်တယ် SSD 512 M2 ပေါ့နော် PCIe 4ပေါ့နော်ဒါကတော့ဟိုလုတ်တင်နေကောင်းမယ် တွေ့ရတဲ့ဖြစ်တယ်မှာပေါ့နော်ပြီးရင်ကျွန်တော်တို့ကြိုက်တဲ့တစ်ချက်ကတော့စလေးလက်မှာ WHGA ပေါ့နော်ဒါပစ်စဲပြေဝါတယ်ပို့ပြီးတော့ပို့ပြီးကလာရေးဆိုတယ်တောက်တယ်အလုံးလုံးလို့ကြာရှည်ရမယ်ပေါ့နော်အဓိကတော့သူ့ရဲ့အကောင်းဆုံးချက်ကတော့ဒီဇိုင်းပါပဲဒီဇိုင်းရေကျွန်တော်တို့ premium laptop တစ်လုံးလိုမျိုးခန်းစားစေရတဲ့အချက်ရေပြီးရင် certification လုံးဝ purely fine ပေါ့နော်အမြင့်ပေါ့နော်အကောင်းလေးလေးအကြောင်းပေါ့နော်ပြီးရင် အဲနောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီဟို narrow visor ပေါ့နော်ဒီဘေးပေါင်းကလုံးဝဟိုမှာကျွန်တော်တို့အချင်းချင်းလေးရဲ့အဲကင်မရာရှာပါမယ် face sensor တွေပါမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ sound system တွေဆိုလဲကျွန်တော်တို့ဘေးမှာဘာနဲ့ချက်နဲ့ဖြစ်သွားမယ်အဲ့ဒါကျွန်တော်တို့က အတန်တော့လည်းကောင်းမယ်အာပြီးရင် display က16:10 ratio ဖြစ်သွားတယ်တော်တော်လေးကိုဘေးပေါင်းပါပါနဲ့အသုံးပြုလို့ရမယ်နောက်ထပ် customer ကိုကြိုက်မဲ့အချက်ကတော့ကျွန်တော်တို့ battery ပေါ့နော်50 watt hour ပါတယ်15 watt hour ပေါ့နော်15 watt hour ဆိုတဲ့အတွက်ကျွန်တော်တို့ဗာလဲဆိုရင်အဲဘလိုပဲဖြစ်ဖြစ်တော်တော်လေးကိုအသုံးခံမယ်လက်တော့ပေါ့နော်ကျွန်တော်တို့ office use တွေသုံးမယ်ဆိုရင်တော်တော်လေးကိုအသုံးခံမယ် ျွန်တော်ဒီမှာဆိုရင် port တွေကိုကြည့်အောင် port တွေဆိုရင်တော့ကျွန်တော် USB HDMI အာပြီးရင် Type C နဲ့ jack ပေါ့ဗောနော် headphone head ပါတယ်ပြီးတော့ကျွန်တော် USB ပါမယ် SD card ထည့်လို့ရမယ် power button ကတော့ဘေးကဖြစ်သွားမယ်ဗောနော် okay ဒီလို premium laptop တစ်လုံးကိုကျွန်တော်ငိမ့်လို့စံနာနေမှာလဲဝယ်ယူအပေးနိုင်ပါတယ်ဒါကတော့ကျွန်တော်ဒီဇိုင်းလေးကြိုက်လို့တည်းဒီနေ့ပြပြချင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်